်မင်းလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Matchla 12ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းဒဝဲအထူးစည်းဝါးရေးဇုံစီမံကိန်းကိုရုရှားရဲ့လက်ထဲကိုအပ်ရန်အတွာမြန်မာဂျပန်ထိုင်းနိုင်ငံတို့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အထူးစည်းဝါးရေးဇုံ SPV ကိုဖြတ်သိမ်းရေးအတွက်ညှိနှိုင်းဆွေးနွေးရန်ဒုစစ်ခေါင်းဆောင်စိုးဝင်းကညွှန်ကြားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့မြန်မာအထူးစည်းဝါးရေးဇုံဆိုင်ရာဗဟုအဖွဲ့အစည်းမှာဒုစစ်ခေါင်းဆောင်စိုးဝင်းကအခုလိုမျိုးညွှန်ကြားလာခြင်းဖြစ်တယ်လို့သိရပါတယ်။ဒဝဲအထူးစည်းဝါးရေးဇုံအနေနဲ့ SPV special purpose vehicle ဖြတ်သိမ်းရေးနဲ့ပတ်သက်ပြီးတော့မြန်မာထိုင်းဂျပန်သုံးနိုင်ငံညှိနှိုင်းဆွေးနွေးပြီးတော့ပြည်ပြင်အောင်ဆောင်ရွက်ကြရန်လိုကြောင်းပြောဆိုလိုက်ပါတယ်။ဒဝဲစီမံကိန်းမှာရခိုင်ကယင်းနီမြောက်နိုင်ခဲ့တဲ့အီတလီယန်ထိုင်းဆောင်ရွက်တဲ့ကိစ္စများပြီးမြောက်သွားတော့လေဥပဒေကြောင်းအရာဆက်လက်ပြီးတော့ရှင်းလင်းဆောင်ရွက်ရမယ့်ကိစ္စများအတွက်အဆင့်ပြေချောမွေစွာနဲ့သက်ဆိုင်ရာဥပဒေပညာရှင်များနဲ့လုံထုံးလုံနည်းများနဲ့အညီဆောင်ရွက်သွားရန်အရေးကြီးကြောင်းပြောဆိုခဲ့ပါတယ်။ ်အခုလိုမျိုးဆောင်ရွက်ရမှာလာရောက်ပြီးတော့ရင်းနှီးမြှုပ်နှံသူများအပါအဝင်၃ဦး၃ခလဲဝင်းဝင်း saturation ဖြစ်စေရေးအတွက်ဆောင်ရွက်သွားကြရန်စိုးဝင်းကပြောဆိုလိုက်တယ်လို့သိရပါတယ်။မင်းအောင်လိုက်ရဲ့ရုရှားခီးစဉ်အတွဲမှာ တော့ဝဲအထူးစီးပွားရေးဇုံနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းများများစွာဖော်ဆောင်နိုင်ခဲ့တဲ့အတွက်မကြာမီမှာအရှိန်ဟုန်နဲ့အောင်မြင်ဖြစ်ထွန်းတော့မှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဒါကြောင့်အခုအချိန်ကတည်းကလိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုများနဲ့လာရောက်ပြီးတော့ယင်းနှမြုပ်နာမဲ့သူများစိတ်ချမ်းသာစွာနဲ့လုပ်ငန်းများအဆင်ပြေချောမွေ့လင်းမြန်စွာဆောင်ရွက်နိုင်ရန်သက်ဆိုင်ရာတာဝန်ရှိသူများကဆောင်ရွက်ထားကြရန် ဒုစစ်ခေါင်းဆောင်စိုးဝင်းကအမိတ်ပေးထားတယ်လို့သိရပါတယ်။ဒဝဲအထူးစည်းဝါးရေးဆောင်ကို2008ခုနှစ်ကတည်းကအကောင့်ထဲဖော်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သားထင်ရှားတဲ့တိုးတက်မှုများမရှိခဲ့တဲ့အတော့ယင်းဤတိဆောက်သူအီတာလီယန်ထိုင်းကုမ္ပဏီရဲ့လုတ်ကင်ခွင့်ကို2020ခုနှစ်ဒီဇင်ဘာလ30ရက်နေ့ကရပ်ဆိုင်းထားခဲ့တယ်လို့သိရပါတယ်။ ်ဒဝဲအထူးစီးပွားရေးဇုံစီမံခန့်ခွဲမှုကော်မတီ DSEZMC ကဒဝဲအထူးစီးပွားရေးဇုံကနအူးအဆက်စီမံကိန်းလုပ်ငန်းကိုကိုအတွက်အီတလီယန်ထိုင်းကုမ္ပဏီနဲ့ချုပ်ဆိုထားတဲ့စီမံကိန်းလုပ်ငန်းဆောင်ရွက်ခွင့်စာချုပ်များ concession agreements များအားလုံးကို2020ပြည့်နှစ်ဒီဇင်ဘာလ30ရက်နေ့မှာရက်ဆိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အီတလီယန်ထိုင်းကုမ္ပဏီအနေနဲ့ ်ဒဝဲအထူးစည်းဝါးရေးဆုံးစီမံကိန်းအကောင့်ထက်ပေါ်ဆောင်ရွက်ရမှာအ धिक အားနည်းမှုကြောင့်စီမံကိန်းလုတ်ခွင့်ကိုရပ်ဆိုင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အီတလီယန်ထိုင်းကုမ္ပဏီကစီမံကိန်းလုပ်ငန်းများကိုဆောင်ရွက်ရန်အကြိမ်ကြိမ်နှောင့်နှေးကြံ့ကြာခြင်းစာချုပ်ပါ ဗန္ဒာကြီးဆိုင်ရာတာဝန်များကိုဖြည့်ဆည်းရန်ပြက်ကွက်ခြင်းစီမံကိန်းဆောင်ရွက်ရန်ဗန္ဒာငွေအထောက်အထားများကိုမတင်ပြနိုင်ခြင်းစတဲ့စွမ်းဆောင်ရည်အားနည်းခြင်းများကြောင့်ကော်မတီအနေနဲ့ယင်းဤတိဆောက်ခွင့်ရသူရဲ့စွမ်းဆောင်ရည်များအပေါ်မှာယုံကြည်မှုများပျောက်ဆုံးခဲ့ရတယ်လို့ဒဝဲအထူးစီးပွားရေးဆောင်ရွက်စီမံခန့်ခွဲမှုကော်မတီကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘဂိုတာဖြူးမြို့နယ်အုတ်ဖြတ်လမ်းပိုင်းမှာတိုက်ပွဲ၃ချိန်ဖြစ်ပွားပြီးတော့အချမ်းဘတ်စစ်တပ်က၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၉ရက်နေ့မွန်လွဲ၃နိုင်ကမှဖြူးမြို့နယ်အုတ်ဖြတ်လမ်းပိုင်းမှာရှိတဲ့ဝဲကြီးရွာအနောက်ထိပ်မှာရောက်ရှိနေတဲ့အချမ်းဘတ်စစ်တပ်နဲ့ဖြူးမြို့နယ်ပကဖရဲဘော်များထိပ်တွေ့တိုက်ပွဲ15မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးတော့အချမ်းဘတ်စစ်ကောင်စီတပ်သား၂ဦးသေဆုံးကတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့မွန်လွဲ၃နိုင်ကွဲအချိန်မှာလဲ အုတ်ဖြတ်လမ်းပိုင်းမှာရှိတယ်မျိုးချောင်းရွာမှာအကြမ်းမဆက်တန်တဲ့ဖြူမြွနဲ့ပကဖားကတော်လိုင်းရဲပေါ်များတိုက်ပွဲထမှန်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းမဆက်ကောင်းစီတပ်သားတဦးထမှန်တိမ်ဆုံးသွားတယ်လို့သိရပါတယ်အလားတူပဲညနေ6နာရီခန့်မှာလဲအုတ်ဖြတ်လမ်းပိုင်းမှာရှိတယ် မျိုးချောင်းရွာကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဖြူးမြုံနယ်ပကဖ drone အဖွဲ့ကဘုံသီးလေးလုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိတော်လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရယ်တိုက်ခိုက်မှုကတော့၃ချိန်ပေါ့စစ်ခွေး၃កောင်ဒေဆုံးတယ်လို့သိရပါရယ်တော်လိုင်းရဲဘော်တွေကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ဖြူးထောင်းရှစ် people defense organization ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာတရင်လေးကိုတင်ဆက်ပေးနေရင်းနဲ့ကြားပြပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ အပ်ဒိတ်ဖြစ်နေတဲ့စီးရေးနိုင်ငံရေးသတင်းများကိုအစီအမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးကြဖို့အတွက်မြစ်တာရက်ခန့်တောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူတွေကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခန့်တောင်းဆိုလိုက်ပါစီခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မှာရွှေလုတ်ကွက်များကရွှေချင်းလုံသားလူငယ်များကိုအမတ်တက်တတုဗေဒဆိုင်ရာသုတေသနနဲ့ဤပညာဖွံ့ဖြိုးရေးတပ်တနာတတိကဗိုလ်ကြီးစင်ကုန်ထက်ကဖမ်းဆီးငွေညင်ပြီးတော့ပတ်စံမပေးနိုင်တဲ့သူတွေကိုစစ်မှုထမ်းအဖြစ်နဲ့စူးစောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ကတော့အပတ်စဉ်59ကြောင်းစင်းဗိုလ်ကြီးစင်ကုန်ထက်က တပိတ်ချင်းရွှေလောက်ကများကလူငယ်အလုတမအယောက်90ကိုဖမ်းဆီးခဲ့ပြီးတော့တယောက်ကိုငွေကျပ်10သိန်းတောင်းယူနေတယ်လို့သိရပါတယ်။အကယ်၍ပတ်စံမပေးနိုင်ရင်စစ်မှုထမ်းရမယ်ဆိုပြီးတော့ပတ်စံမပေးနိုင်တဲ့သူများကိုစစ်မှုထမ်းတပ်သားများအဖြစ်နဲ့စုဆောင်းခဲ့တယ်လို့သိရပါတယ်။လပခလက်အောက်ခံတပိတ်ချင်းတနာတာတက်စစ်တပ်ကတော့59ကျောင်းစင်ဘိုးကြီးဇင်ကိုထက်ကတပိတ်ချင်းရွှေလောက်ကထဲမှာအလုလုံနေတဲ့လူငယ်အယောက်90လောက်ကိုဖမ်းတယ်။ပြီးတော့တယောက်ကို10သိန်းစီတောင်းတယ်မပေးနိုင်တဲ့သူတွေကိုစစ်မှုထမ်းတပ်သားအဖြစ်နဲ့ထည့်လိုက်တာပဲ။ဗမိတ်ချင်းရွှေလောက်ကမှာကလူငယ်တွေကများတော့ သူ့အတွက်ငွေတွင်းကြီးကိုဖြစ်နေတာပဲလို့တက်တွင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ဒါ့အပြင်ဗိုလ်ကြီးဇင်ကိုထက်ဟာလူငယ်များကိုဖမ်းဆီးငွေညစ်ရာကနေရရှိလာတဲ့ငွေချေးများနဲ့တပ်ဆိုင်ရာတပ်နယ်မှုတပ်ရင်းမှုများကိုငွေချေးတစိုးလက်ဆောင်များကိုပေးပြီးတော့တပ်မှုရဲ့ခွင့်ပြုချက်နဲ့စေယုံတက်မယ်ဆိုပြီးစစ်ရဟတ်ရင်များနဲ့ခွင့်ပြန်ခြင်းအိမ်ပြန်ခြင်းများကိုလှုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။ တပိတ်ချင်းတိုက်ပွဲမှာဒဏ်ရာရထားတဲ့စစ်သားတွေတောင်မှစေကူသားခွင့်ရဖို့အတွက်ရဟတ်ရင်စီးခွင့်မရှိဘူး။ဒါပေမဲ့ဇင်ကိုထက်ကတော့တပ်မှုကိုပါအပိုင်ပေါင်းထားပြီးတော့စေယုံတက်မယ်နေမကောင်းဖြစ်လို့ပါဆိုပြီးတော့ ရဟတ်ရင်နဲ့သူသွားခြင်းနဲ့နေရာတွေကိုသွားတယ်သူလိုချင်သောခွင့်ရတွေကိုယူတယ်တကယ်ကတက်ထဲမှာဒီကာလကိုဘသူကမှခွင့်မပေးပါဘူးဒါပေမဲ့သူကတော့လုံးဝကိုအခွင့်ထူးခံ VIP လို့ဖြစ်နေတယ်လို့တက်တွင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်ဗိုလ်ကြီးစင်ကိုထက်ဟာရှမ်းမြောက်ဆက်စင်ရေးတာဝန်ကျနေတော့လဲတာဝန်ကျတဲ့နေရာကိုမသွားဘဲစစ်မှုထမ်းဥပဒေနဲ့လူငယ်များကိုမတရားဖမ်းဆီးဝင်ညှဉ်းချင်းစစ်မှုထမ်းစုဆောင်းခြင်းတမူးများကိုငွေကြေးတစိုးလက်ဆောင်များပေးပြီးတော့ကျမ်းမာရေးကိုအကြောင်းပြခွင့်ယူခြင်းများလုံဆောင်နေတော့လဲ အထက်ကအရာရှိအဆင့်ဆင့်ကိုပိုင်နိုင်တဲ့အတွက်အေးအယူမဲ့သူမရှိဘဲထင်းတိုင်းကျဲခွင့်ရရှိနေတယ်လို့တပ်တွင်းသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲ update သတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်မှာရှိတဲ့နိုင်ရီကန်ဗျူဟာကိုအရခတ်တပ်တော် AA နဲ့ပူးပေါင်းတပ်များကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့စစ်ကောင်စီရဲ့စခန်းတချို့ကိုသိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခု match လဒုတိယပတ်အတွင်းထဲမှာ နိုင်ရကန်အနီးလင်းတဲ့ရွာမှာရှိတယ်စစ်ကောင်းစီရဲ့တပ်များကိုတိုက်ခတ်ပြီးတော့လင်းတဲ့ရွာကိုအေအေကထိန်းချုပ်ထားပြီးဖြစ်တယ်လို့စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်စစ်တပ်ကနိုင်ရကန်နားကရွာတွေကိုပါတပ်ဆွဲပြီးတော့အေအေကိုပြန်တိုက်နေတာတွေရှိပါတယ်လက်တော်တော့စစ်တပ်ကစွန်တက်အထိထိန်းချုပ်မှုရယူထားတယ်ရိတ်ခါနဲ့လူဝင်အားတွေပို့နေတဲ့ဆိုကြတဲ့ကလမ်းပိုင်းဆုံးမမှုယူထားနိုင်တဲ့သဘောပေါ်လို့တပ်တွင်းသတင်းရင်းမြစ်ကပြောပြထားပါတယ်အေအေရဲ့ထိုးစစ်ဟာအခုရက်ပိုင်းမှာပုံမှန်ပြင်းထန်လာပြီးတော့စစ်ကောင်းစီရဲ့စခန်းငယ်တချို့ကိုပါပိတ်ပိုက်ထိန်းချုပ်လာတယ်လို့သိရပါတယ်စစ်ကောင်းစီဟာနိုင်ရကန် စခန်းနဲ့ကဘာလုံးစခန်းတို့မှာအင်အားတွေရာနဲ့ချီဖြည့်တင်းထားပြီးတော့လက်နက်ခဲယမ်းများကိုပါစစ်ရင်တန်းများနဲ့ပို့ဆောင်နေကြောင်းမကွေးလမ်းပိုင်းမှာရှိတဲ့ဒေသခံများထံကသိရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကစတင်ပြီးတော့နိုင်ရီကန်နဲ့အနီးနားမှာရှိတဲ့စစ်ကောင်စီစခန်းများကိုမကွေးဘက်ကနေစစ်ရင်အား300ကျော် စစ်တုံးကားကြီးဆယ်စီးနဲ့စစ်အားတွေဖြည့်တင်းပေးဖို့နေကလက်နက်ခဲရတဲ့ရိတ်ခါများကိုလည်းလုံခြုံရေးကားတမ်းများနဲ့နိုင်ရီကန်ဗျူဟာကိုပို့ဆောင်နေပြီးတော့ကျန်တဲ့စစ်ကောင်စီအဖွဲ့ငယ်များကိုနိုင်ရီကန်ကနေတဆင့်ရိတ်ခါများခွဲဝေပေးနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းဗပိတ်ချင်းမြို့နယ်ကစစ်ကောင်စီရဲ့စစ်တင်တန်းကျောင်းတွေရှိတဲ့ခွနမန်ရွာနဲ့တွင်းငယ်ကျေးရွာတွေမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့တိုက်ပွဲတွေပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တော်လိုင်းတပ်ဖွဲ့တွေတိမ့်ပိုက်ထားတဲ့ဗပိတ်ချင်းမြို့နယ် ခုနှစ်မိုင်သာကွာဝေးတယ်ခုနှစ်မိုင်ချင်းရွာမှာစစ်ကောင်စီရဲ့လျှက်စစ်အင်ဂျင်နီယာတပ်စခန်းရှိပါတယ်ဒါအပြင်တပိတ်ချင်းမြို့နယ်26မိုင်ကွာဝေးတယ်တွင်းငယ်ချင်းရွာမှာအမတ်ဆက်3တပ်မတော်တမ်းမြင့်၄ကျေးရဲအကြောင်းတပ်တပ်က73ရှိပါတယ်အဲ့ဒီချင်းရွာတွေမှာ2024ခုနှစ်ဒီဇင်ဘာလဇန်ပိုင်းကလေးကတိုက်ပွဲတွေဖြစ်နေတာပါ အဲ့ဒီကလေးကနေအခုလက်ရှိအချိန်အထိကိုနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်လို့ပြောပြထားပါတယ်။တပိတ်ချင်းပတ်ချလဲဆိုရင်တော့ခုနှစ်မိုင်တွင်းငယ်ဘက်ကကြတော့ဟိုဘက်ရက်တွေတုန်းကအပြင်းထန်ဖြစ်တာတွေရှိတယ်။အခုဒီအပိုင်းတွေကြတော့သူတို့ကတိုက်ပွဲကြီးမဖော်ဆောင်ပေမဲ့မိုင်းလာရှင်းတာတွေကိုလုပ်တယ်မျိုးစုံတွေပေါ်ကင်းထောက်တာတွေလည်းလုပ်တယ်နေတိုင်းလိုလို drone နဲ့တလုံးပြီးတလုံးလာချတာတွေရှိတယ်။ဒီဘက်ကိုတိုက်ပွဲမဖြစ်အောင်ထိန်းထားတာပေါ့ခုနှစ်မိုင်ဘက်ကိုဖိပြီးတော့ထိုးနေတာပေါ့ တခါတရံကြရင်ခဏမရောတွင်းငယ်ဘက်မှာရောဗျိုင်းတူအပြင်းထန်နေတိုက်ပွဲဖြစ်တာတွေလည်းရှိတယ်ဒီနှစ်နေရာကအဓိကပဲလို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပြထားပါတယ်မန္တလေးမြို့နယ်မိုင်၈၀ခန်းအကွာကရွှေလောက်ကွက်တွေကြောင့်နာမည်ကြီးတဲ့တပိတ်ချင်းမြို့ကိုတော်လိုင်းတပ်ဖွဲ့တွေက၉ရက်ကြာတိုက်ခတ်ခဲ့ပြီးတဲ့နောက်ပြီးခဲ့တဲ့၂၀၂၄ခုနှစ်ဩဂတ်လ၂၅ရက်နေ့မှာအပိတ်သက်တိမ့်ပိုင်နိုင်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ် ်တကယ်တော့တပိတ်ချင်းမြို့ကိုသာတော်လိုင်းပူပေါက်တပ်တွေကတိမ့်ပတ်ရရှိခဲ့တာဖြစ်ပြီးတော့မြို့နယ်တစ်ခုလုံးကစစ်ကောင်စီတပ်သားတွေကင်းစင်ခဲ့တာမဟုတ်ပါဘူးတပိတ်ချင်းမြို့တိမ့်တိုက်ပွဲတွေကထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေဟာခုနှစ်မိုင်ကအင်ဂျင်နီယာတက်ဆက်ခန်းနဲ့တွင်းငယ်ကတပ်တက်က73မှာတွားရောက်ပြီးတော့စုဝင်းနေတယ်လို့စစ်တပ်ကစစ်ကူပို့တဲ့စစ်သားတွေနဲ့ပေါင်းပြီးခံစစ်ပြင်ဆင်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီကနေစုဝင်းစစ်ကြောင်းထိုးပြီးတော့ကြေးရွာတချို့ကိုပြန်ပြီးတင်းယူနေတာလည်းဖြစ်ပါတယ် ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလနဲ့ဒီဇင်ဘာလမှာတွင်းငယ်ကြေးရွာမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့တော်လိုင်းရေးတပ်ဖွဲ့တွေကဒီဇင်ဘာလ၄ရက်နေ့မှာကြေးရွာကနေစုခွာပေးခဲ့ရတယ်လို့သိရပါတယ်။တွင်းငယ်ကြေးရွာကရေကင်းစခန်းကိုမန္တလေးတိုင်းတာဝန်ခံရုံးကုတ်ခဲ့ပြီးတော့အမှတ်900ကိုတက်ရင်ကချင်လွတ်လပ်ရေးတပ်မတော် KIA, KPDF, ABSDF ကြောင်းသားတပ်နဲ့တပိတ်ချင်းမြို့နယ်ပတ်ကပတို့က2024ခုနှစ်ဇော်လိုင်းလ28ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့အမှတ်၁စစ်ဒေသရုံးကထုတ်ပြန်ထားပါတယ်။ဒါအပြင်တွင်းငယ်ကြေးရွာကို ပီအလီက2024ခုနှစ်ဩဂတ်လ18ရက်နေ့မှာတိမ့်ပိုက်ခဲ့တာလို့အတိပေးထားပါတယ်အဲ့ဒီနောက်မှာတော့ကြီးပါမှာရှိတဲ့အမတ်ဆက်3တက်မတော်တန်းမြင့်လေးချင်ရေးကြောင်းတက်တက်က73ကိုတော်လိုင်းတက်တွေကပိတ်ဆို့ထားခဲ့တာလို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်ဒါပေမဲ့3လကျော်အကြာမှာစစ်တပ်ကတံပြန်ထိုးစစ်ဆင်လို့တွင်းငယ်ရွာကနေတော်လိုင်းတက်တွေပြန်ဆုတ်ခဲ့ရပါတယ်ကျေးရွာကနေအပိတ်တ်ဆုတ်ခွာပေးရတာမျိုးမဟုတ်ပဲကျေးရွာအပြင်ကနေစစ်ကောင်စီတက်တွေကိုဝန်းရံပိတ်ဆို့ထားဆဲဖြစ်တယ်လို့ပြောဆိုထားပါတယ်တမိတ်ကျေးမှာအခုက တက်တွေရှိတာက73တက်ဆိုရင်တွင်းငယ်ဘက်ပေါ့ဟိုဘက်က9မိုင်ကြတော့စစ်အခြေခံ၄ကျင်ကြီးចောင်းရှိတာပေါ့ကြောက်ကြီးကတော့တိတ်ပန်တဲ့ဤပညာရှိတယ်အဲ့ဒီနားတွေမှာအဓိကတက်တွေကြံနေတာပေါ့အဓိကတက်တွေကြံတဲ့အခါကျတော့တောက်လျှောက်ကဒုတိယလှိုင်းမှာမန္တလေး PDF တို့ဘာတို့ကကျမတို့တွင်းငယ်ကိုတိမ့်မိတဲ့အခါမှာသူတို့ကတကောင်းကိုသွားတိမ့်နေတိမ့်ပြီးတော့တပိတ်ချင်းကိုတိမ့်မိတာနဲ့မရီယာဘက်ကိုဆင်းသွားတယ်လေ ်ပန်းရှင်းရေးလုပ်ပြီးတော့ဆင်းသွားတယ်လို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပြထားပါဗျ။ဗပိတ်ချင်းမြို့နယ်မှာစစ်ကောင်စီတပ်သားတွေလုံးဝကင်းစင်မသွားသေးတာကြောင့်တောင်းတက်ဘရော TNL နဲ့ PLA တို့ကဆက်ပြီးတော့ပိတ်ဆို့ထိန်းသိမ်းထားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအချိန်မှာဒီတက်တွေကဒီတိုင်းပဲကြံခဲ့တာမသိနိုင်သေးဘူး။အဲ့ဒီမှာဒီတက်တွေကိုဝိုင်းပတ်ပိတ်ဆို့ပြီးတော့ကာထားတာပေါ့။အကုန်လုံးကိုရှေ့ထွက်မလာနိုင်အောင်လို့ကျမတို့ကဆက်ပြီးတော့ထိန်းသိမ်းခဲ့တာပါ။သူ့အပိုင်းနဲ့သူဆက်ထိန်းပြီးတော့တိုက်ပွဲတွေကငြိမ်သွားလိုက်တိုက်လိုက်ပဲအပြင်းထန်တာမဖြစ်တာ။ဒီအချိန်မှာရန်သူကအပြော့နေတာလေ ဖိုးစစ်ကြီးလေးနဲ့တွေ့ထားတော့အားပြော့နေတာဘောလို့ PLA ကပြောပြထားပါဗါဒါအပြင်မိုးကုံနဲ့မိုးမိတ်မျိုးသိမ်းတိုက်ပွဲတွေကထွက်ပြေးလာကြတဲ့စစ်ကောင်စီတပ်သားတွေကလည်းတွင်းငယ်ရွာကတတ်တက73တက်ရှိရာကိုပြေးလာပြီးတော့စုဝေးခဲ့ကြတယ်လို့သိရပါဗါအဲ့ဒီ73တဲကိုပြေးလာတဲ့အခါကျတော့တဖြည်းဖြည်းနဲ့အဲ့ဒီဘက်မှာလူကစုမိသွားတယ်နောက်တက်ကလည်းတိုက်တာကနည်းနည်းကြာလာတော့ ခဲရန်ဘာညာအင်အားတွေနှဲပါလာတော့သူတို့ဘက်ကကြတော့ drone တို့ဘာတို့နီးပညာတွေမြင့်လာတာလဲပါပါတယ်နောက်ပြီးတော့လေကြောင်းတို့ဘာတို့ကလည်းကုနိုင်တာကိုလို့ PLA ကရှင်းပြထားပါတယ်ဒါအပြင်စစ်ကောင်စီတပ်က AR မြေကြောင်းကနေပြီးတော့ထောက်ဖို့လုံနိုင်တာလက်နက်ကြီးတွေနဲ့ပြစ်ကူနိုင်တာနဲ့လေကြောင်းကနေဒရဇက်တိုက်ခိုက်နိုင်တာတွေကြောင့်ပြင်းငယ်ရွာကနေစုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ် သူတို့တက်ချင်းချင်းကဆက်ဆက်ပြီးတော့ကူလို့ရတယ်လေနောက်ပြီးတော့ပြင်ဘက်ကနေပြီးတော့တက်ကူတွေဘာတွေလက်နဲ့ခဲရန်ထောက်တဲ့လမ်းကြောင်းတွေကနေနောက်မှာပွင့်နေတဲ့အခါကျတော့ဒီဘက်ကတိုက်ရတာကနည်းနည်းအခက်အခဲရှိတာပေါ့လိုင်းတွေ10276ရေးငြိမ်သွားတယ်လို့ဖြစ်တော့ သူတို့ကအဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့သူတို့ဘက်ကပြန်ပြီးထိုးစစ်ဆင်လာတဲ့သဘောပါဒါပေမဲ့ဒီဘက်ကလည်းအတက်နိုင်ဆုံးတေချာတော့ကာထားပါတယ်တိုက်နေပါတယ်လို့ PLA ကပြောပြထားပါတယ်လက်တလုံးမှာတော့ခုနမိုင်ကြီးွာမှာတိုက်ပွဲတွေပိုဖြစ်ပွားနေပြီးတော့ခုနမိုင်ကိုအဓိကဥဆောင်တိုက်ခိုက်နေတာကမန္တလေး PDF မိုးကုတ် view ဟာနဲ့ TNL တို့ဖြစ်တယ်လို့သိရပါတယ် ခုနှစ်မိုင်ဘက်မှာတော့နှစ်ဖက်အပြန်အလှန်တိုက်နေကြတာပေါ့လက်ရှိဆုံးမတာကရန်သူဘက်ကထိန်းချုပ်သွားတာတော့မရှိသေးဘူးအပြန်အလှန်တွေတော့တိုက်နေကြတယ်ဆိုတော့ခုနှစ်မိုင်တစ်ခုလုံးကတော့စစ်ကောင်စီကမထိန်းချုပ်နိုင်သေးဘူးအဲ့ဒီနားမှာပဲတိုက်ပွဲတွေဖြစ်နေတာဆိုတော့လေအဲ့ဒါကိုတေးချပြန်ပြီးတော့မေးကြည့်မယ် ဘသူကဘယ်အပိုင်းထိထိန်းချုပ်ထားပြီလဲဆိုတာရန်သူဘက်ကလည်းစစ်ရေးတွေအကြဆုံးတွေများနေတယ်လို့သိရတယ်လို့ PLA ကပြောပြထားပါတယ်။ PLA ကလည်းကြောက်ကြီးကြီးရွာကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုတိုက်ခိုက်နေပါတယ်။ခုနမိုင်ရွာနဲ့လေးမိုင်ကကွာဝေးတဲ့တိတ်ပန်နဲ့နေပညာချောင်းရှိတဲ့ကြောက်ကြီးကြီးရွာမှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ PLA ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ဒီမော့ဆုံမြို့နယ်မှာရှိတဲ့စစ်ဆောင်စခန်းတစ်ခုကိုစစ်ကောင်စီကလေရင်ကနေပြီးတော့ဘုံဆက်၅လုံးထက်မနည်းကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီဟာမတ်လ17ရက်နေ့ည9နာရီကျော်မှာဒီမော့ဆုံမြို့နယ်မှာရှိတဲ့စစ်ဆောင်စခန်းတစ်ခုကိုလေရင်နဲ့၃ချိန်လာရောက်ပြီးတော့ဘုံအလုံးကြီး15လုံးထက်မနည်းကျဲချတိုက်ခိုက်ခဲ့တယ်လို့အသိပေးထားပါတယ်စစ်ဆောင်စခန်းတစ်ခုတည်းကိုလေရင်နဲ့၃ချိန်လာကျဲသွားတယ်ဘုံအလုံးကြီး15လုံးလောက်ကျဲသွားတယ်စခန်းတစ်ခုလုံးကိုနေရာလို့မရှိအောင်ကိုကျဲသွားတာပါလို့ဒီမော့ဆုံမြို့နယ်မှာ ရှိတဲ့စစ်ဆောင်ပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်။၎င်းဘုံကျဲတိုက်ခတ်မှုကြောင့်အသက်40အရွယ်အမျိုးသားတို့ဒဏ်ရာရရှိခဲ့ပြီးတော့စစ်ဆောင်တဲအိမ်များပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။2025ခုနှစ်အတွင်းမှာစစ်ကောင်စီဟာကရင်ပြည်နယ်ကိုလက်နက်ကြီးပစ်ခတ်မှုအပါအဝင် drone ၄ချောင်းတိုက်ခတ်မှုများအကြိမ်ကြိမ်ပြုလုပ်နေပြီးတော့စစ်ဆောင်ပြည်သူလူထုအပေါ်ခက်ဆိုက်ဆိုက်ပြစ်မှတ်ထားပြီးတော့တိုက်ခိုက်လာတာကိုလည်းတွေ့ရကြောင်း CTER ကရင်ကဖော်ပြထားပါတယ်။မကြာသေးမီရပ်ပိုင်းကလည်း ဒီမော့ဆိုမြို့နယ်နောက်ဘက်ခြမ်းနယ်မော်ချီဒေသတို့ကိုစစ်ကောင်စီကအသေးကန် drone နဲ့လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံပြည်သူ၂ဦးသေဆုံးပြီး၁၀ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အာဏာသိမ်းစစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်၄နှစ်ကျော်အတွင်းမှာ KNY ပြည်နယ်မှာအရသာပြည်သူအယောက်၆၀၀ကျော်သေဆုံးခဲ့ရကြောင်း KNY လူမှုအသင်းအဖွဲ့များကွန်ရက်ကထုတ်ပြန်ထားတယ်လို့သိရပါတယ်။၂၀၂၁ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းကနေအခုနှစ်ဖေဖော်ဝါရီလအထိ KNY ပြည်နယ်ရဲ့မြို့နယ်၈ခုမှာနေရက်ကိုစွန့်ခွာပြီးတော့စစ်ဘေးတိမ်းရှောင်နေရတဲ့ပြည်သူပေါင်း၂သိန်း၈၀၀၀ကျော်အထိရှိလာကြောင်းတရင် ရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများ အားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ